ငလင်ပေးတွေလက်အိတ်လေးလံတင်တာနေတယ်အာမရပဲနဲ့အလူခံပေးနေပြန်နေအောင်လာအန်ဆန်အားလုံးပဲမင်္ဂလာပါရှင်အောင်လာအန်ဆန်ဟာဆိုရင်တော့တစ်ချိန်တုန်းကမြမကုံဆောင် MMA Fighter ကြီးတူဖြစ်ခဲ့ပြီးတော့ဝမ်ချန်ပီယံရှစ်မှာချန်ပီယံခပ်ပန်းတစ်ခုထိလည်းပိုင်ဆိုင်ခဲ့ပါသည်အောင်လာအန်ဆန်ဟာဝမ်ချန်ပီယံရှစ်ရဲ့ Middleweight နဲ့ Light Heavyweight စတဲ့ weight တွေမှာချန်ပီယံဖြစ်ခဲ့ပြီးတော့သူ့ရဲ့အကောင်းဆုံးခြေနေမှာဆိုရင်ပြည်သက်တွေကိုလည်းပျော်ရွှင်စေခဲ့ပါသည် ဂျိုင်းမဲလက်ရှိမှာတော့အောင်လာဟာစွမ်းဆောင်ရည်အကြပိုင်းကိုရောင်းနေရပြီဖြစ်ပြီးတော့ရှုံးပွဲတွေဆက်လာတယ်လို့အသက်ရွယ်ရအနားယူဖို့လေးနှီးလာပြီလေးဖြစ်ပါတယ်။အောင်လာပဲချင်းဒီပဲရှောက်ရောင်မြမပရိသတ်တွေကသူ့ကိုအားပေးနေကြဆဲဖြစ်ပါတယ်။မြမပရိသတ်တွေကအောင်လာကိုချစ်ကြတယ်လို့အောင်လာကလည်းမြမနိုင်ငံရဲ့ပရိသတ်တွေပေါ်မှာအမှန်တကယ်ချစ်မြတ်နေရဆိုတော့လက်ရှိငလင်းပေးမှာတည်တသားမြင်ရတာပဲဖြစ်ပါတယ်။ အလဟာငလင်ဘေးစတင်ဖြစ်ပေါ်ခြင်းမာတွေကမြန်မာနိုင်ငံတွင်စပီယာလုပ်ပြီးခဲ့တာဖြစ်ပါသည်။ဒါပြင်မြန်မာငလင်ဘေးတွေသူ့ရဲ့ပွဲလက်အိတ်တစုံကိုလည်းအလကလေးလံတင်ထားခဲ့ပါသည်။အဲ့လေဟာဆိုရင်တော့အလေကလိနာနဲ့ထိုးတက်တဲ့ပွဲမှာသူဝစ်ဆင်ခဲ့တဲ့လက်အိတ်ပဲဖြစ်ပါသည်။လက်အိတ်ကိုမှန်မှောက်သွင်းပေးထားပြီးတော့ပွဲအတွင်းဝင်ကွင်းဆွဲပြားလေးကိုလည်းထည့်သွင်းပေးထားပါသည်။အလဟာဒီလက်အိတ်အတွက်ဂျန်ကင်စီမြန်မာငွေ300ဒါမှမဟုတ်အမေရိကန်ဒေါ်လာ 6000ကျွဲသတ်မှတ်ထားခဲ့ပြီးတော့ April 6ရက်နေ့မှာလေးလံပြီးဆုံးသွားမှာဖြစ်ပါတယ်။အလာကပွဲထိုးလက်အိတ်တွေအများကြီးရှိတဲ့ထေကမှာဘာလို့အလင်္ကာလာနေကြီးနဲ့ပွဲမှာဝစ်စင်နဲ့လက်အိတ်ကိုရွေးချယ်ရတယ်ဆိုတာကိုလည်းရှင်းပြသွားခဲ့ပါတယ်။တကယ်တော့အလင်္ကာလာနေဟာအောင်လတဲ့ခနာကိုစုဖွဲ့မှုပိုင်းမှာအများကြီးတာလုံးနေခဲ့တဲ့ fighter ဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေကိုယ်တိုင်ကတောင်းမှာအလာနိုင်ရှူနိုင်ပါမလားဆိုပြီးတော့စိုးရိမ်ခဲ့ကြပါတယ်။အလာကတော့ဒီပွဲမှာအလင်္ကာလာနေကိုချုပ်ကွက်နဲ့ပါပွဲသိမ်းပြနိုင်ခဲ့ပါတယ်။ သူအနေနဲ့မလွယ်လာဖို့တင်ရတဲ့ပြိုင်ဘက်ကိုကြော်ဖြတ်ပြခဲ့တယ်လို့ပဲမြမပြည်သူတွေကိုခက်ခဲတဲ့အခြေအနေတွေကိုကြော်လွားနိုင်စေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီလက်အိတ်ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။အလားကလက်အိတ်လေးလံတင်ယုံတရားမကဘဲနဲ့မြမနိုင်ငံအတွက်လည်းထပ်ပြီးတော့အလုခံပေးထားခဲ့ပါတယ်။အဲ့ဒါကတော့ GoFundMe ဆိုတဲ့ website ကနေဥစားပြီးတော့အလုခံပေးထားတာဖြစ်ပါတယ်။ လက်ရှိမှာအလင်လူခံမှုကနေဒေါ်လာ2000ကျော်ရရှိနေပြီဖြစ်ပြီးတော့ဒေါ်လာ1000ထိရဖို့လည်းမျှော်မှန်းထားပါရီအဲ့ဒီထဲမှာလေ1 championship နဲ့သက်ဆိုင်သူတို့ချို့နဲ့သတင်းထောက်တွေကစပါဝင်လူတန်းထားကြတာကိုတွေ့ရပါရီမြန်မာငယ်လင်ပေးတွင်အွန်လိုင်းရဲ့အားတက်သရောလှုပ်ဆောင်မှုတွေဟာဆိုရင်လေတကယ့်ကိုမှအားရဖို့ကောင်းနေပါရီတိုက်ခိုက်ရေးလောကကမြန်မာဖိုက်တာတွေဟာဆိုရင်လေငယ်လင်ပေးမှာလက်မနေပဲနဲ့လူတန်းကြတာကိုလည်းတွေ့ရပါရီဂျိုရှူဝါဘန်ဆိုရင်လေကိုရိုင်းသိန်းတရာလူတန်းနဲ့အပြင်ကိုမှ ထပ်ပြီးတော့ဒေါ်လာ1000လောက်အလိုပေးခဲ့တယ်လို့ထူထူမင်းတန့်စင်စားတဲ့ fighter တွေလည်းလူတန်းနေကြတာတွေ့ရပါတယ်။ဒီလူတန်းမှုတွေသာမြေပြင်မှာလည်းတကယ်ကြိုးရှိသေးတယ်လို့ခွန်အားတစ်ခုအနေနဲ့လည်းဖြစ်စေမှသိကြပါတယ်။အစောနေ့ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။ပရိသတ်ကြီးကိုလည်းဘာဘာဘေးကပေးကြီးတွေကနေပြီးတော့လွတ်မြောက်ပြီးတော့တာယာချက်မိတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ကျမတို့မြန်မာနိုင်ငံသားတွေအတူတကလက်တဲပြီးတော့ဒီတဘာဝဘေးကြီးကိုအတူတူရင်ဆိုင်ရင်းနဲ့ နိုင်ငံကြီးပြန်နေကောင်းလာဖို့အတွက်အတူတူစူးစမ်းကြပါဆိုလိုတိုက်တွန်းရင်းနဲ့ပဲဒီဗီဒီယိုလေးကိုဆုံးသွားလိုက်ပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။